ဒီကနေ့ပြောပြလိုတဲ့အကြောင်းအရာကတော့မြန်မာ Wisdom Human Resource Crisis ဆိုရလာတဲ့မြန်မာလူဆောင်အရင်းမြစ်အကျတဲဆိုတဲ့ခေါင်းစဉ်နဲ့ကိုထက်လိုင်ဝင်းရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်။ Fukran ရဲ့စာမျက်နှာမှာဖတ်ရတာပါခင်ဗျာ။အာနာသိမ့်ပြဲနောက်၄နှစ်အကြာစစ်ပွဲပဋိပက္ခတွေအတင်းအဓမ္မစစ်မှုန်ထံပေါ်ဆူဆောင်းတာတွေကြောင့်လူဆောင်အရင်းမြစ်အကျတဲကိုပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပါတယ်။၂၀၂၅ခုနှစ်ဇန်နဝါရီလ23ရက်မှာ အနာသိစကောင်စီဟာ2024ခုနှစ်အတွင်းအသက်သွင်းခဲ့တဲ့စစ်မုံထမ်းဥပဒေရဲ့နေဥပဒေကိုထုတ်ပြန်ခဲ့ပါတယ်။ဒီနေဥပဒေကစစ်မုံထမ်းဖို့အရေးရှင်းပြစ်မိန်တဲ့လူငယ်တွေကိုတရားဝင်ခွင့်ပြုချက်မရှိဘဲနိုင်ငံကနေထွက်ခွာတာကိုတားမြစ်ယုံတာမကပဲပြပရောက်နေတဲ့လူငယ်တွေစစ်မုံထမ်းဆင်းပါခဲ့ရင်မိသားစုဝင်တွေကိုတရားစွဲဖို့စစ်တပ်ကလှုံ့ဆော်နေရကြောင်းရွှေ့ပြောင်းနေထိုင်သူတွေကြားစိုးရိမ်မှုတွေရှိပါတယ် ဒီနေ့ဥပဒေပြဋ္ဌာန်းခြင်းက2021ခုနှစ်အနာသိမ်းပြီးနောက်စတင်ခဲ့တဲ့ဒီဥပဒေကိုအသုံးချကဖမ်းဆီးမှုတွေများပြားလာကြောင်းလူငယ်တွေအစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းချောင်မှုကိုပုံမိုဆိုးဝါးစေခဲ့ပါတယ်။တရားဝင်တဲ့နီလန်းတွေနဲ့ရောတရားမဝင်တဲ့နီလန်းတွေနဲ့ပါနိုင်ငံရဲ့ချာကိုအထူးသဖြင့်ထိုင်းနိုင်ငံကိုပြောင်းရွှေ့သူဥယျာဉ်တိုးလာခဲ့ပြီးပြပအလုတ်ကန်ရှာဖွေနေသူနဲ့အလုတ်အလုတ်ကန်နေသူဥယျာဉ်ကလည်းအဆမတင်မြင့်တက်လာခဲ့ပါတယ်။ စစ်မှုန်ထမ်းဥပဒေနဲ့အတူအလောက်ကန်ခွင့်လန်းနေပါမုံမလုံရှုံမှုန်တွေကြောင့်ပြည်တွင်းစစ်မှုန်လုပ်ငန်းတွေမှာ လုတာချပါမုံဖြစ်ပြီးမြမစီပွားရေးဟာဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေပါတယ်စစ်တပ်ရဲ့စစ်ရေးအတွက်လူ့ရှင်အားအရင်မြဲစုဆောင်းတာဟာစီပွားရေးလုပ်ငန်းတွေကိုထိခိုက်စေပါတယ်လုတာချပါမုံဟာလူငယ်တွေပြပထွက်အလုပ်လုပ်ကင်တာနဲ့စစ်တပ်ရဲ့စစ်သားစုဆောင်ရေးမူဝါဒတွေကြောင့်ပဲဖြစ်ပါတယ်နှစ်ရှင်လမ်းများပဋိပက္ခတွေကြောင့်နိုင်ငံခြားကွန်မတီနဲ့ထက်ခွာသွားတာက လုံငယ်ရပြပမှာအခွင့်အလမ်းအသစ်တွေရှာဖွေဖို့ဖြစ်လာစေပါတယ်။စစ်တပ်ရဲ့ယင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီနဲ့မှတ်ပုံတင်ရေးဦးစီးဌာန DICA မှာလည်းမှတ်ပုံတင်ထားတဲ့ကုမ္ပဏီအရေအတွက်တိတိတတ်တာကြဆင်ခဲ့ပါတယ်။2019ခုနှစ်ဇန်နဝါရီလမှာနိုင်ငံခြားကုမ္ပဏီပေါင်း1933ခုမှတ်ပုံတင်ခဲ့ပေမဲ့2023ခုနှစ်ဇန်နဝါရီလမှာ984ခုပဲမှတ်ပုံတင်ခဲ့ပါတယ်။ 2020လေကွင်းနောက်ပိုင်းမှာလုတ်တာရှာပါမုံဆိုးရွားလာကြောင်းအထေချုပ်စက်ယုံတွေကအထေသက်တွေလက်ခံတာကိုရပ်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်စက်ယုံတွေရဲ့ထုတ်လုံးမှုအဆင့်က20ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။လက်ရှိမှာလုတ်တာတွေဟာနိုင်ကြတဲ့လစာပဲခံစားခွင့်ရပါတော့တယ်။စက်မုံထံပါတဲ့သူတွေရဲ့လစာကိုဆက်လက်ပေးဖို့စစ်တပ်ကအလုတ်ရှင်တွေကိုအမိန်ပေးရကြောင်းအလုတ်ရှင်တွေလည်းခက်ခဲလာခဲ့ပါတယ်။ လူစွန်ကအရင်မြင့်အကြက်တဲဟာလူစွန်ကအရင်မြင့်နဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထက်စစ်ရေးဥဆောင်မှုကိုပဲဦးစားပေးနေတဲ့အုပ်ချုပ်ရေးမူဝါဒတွေကြောင့်ပဲဖြစ်ပါတယ်။လောက်တာရှာပါမှုကြောင့်စက်မုံလုပ်ငန်းတွေဖြစ်တဲ့စိုက်ပျိုးရေးရဘာစိုက်ခင်စားတောက်ဆိုင်အိုးလုပ်ငန်းလက်ဖက်စိုက်ခင်နဲ့စားထုတ်လုပ်တဲ့လုပ်ငန်းတွေပါ ထိခိုက်ခဲ့ရပါတယ်။မွန်ပြည်နယ်နဲ့ ERI တိုင်းဒေသကတောင်သူတွေဟာလောက်တာရှာပါမှုနဲ့ကုန်ကျစရိတ်မြင့်မားလာကြအောင်စိုက်ပျိုးနှုန်းရော့ကျခဲ့ရပြီး နိုင်ငံရေးမတင်ငင်မှုတွေကြောင့်လည်းလုပ်ငန်းလေပတ်ဖို့ခက်ခဲခဲ့ပါတယ်။ဒါ့အပြင်လုပ်ငန်းခွင်တွေမှာဝန်ထမ်းအသက်ခန့်အပ်ထားမှုကျဆင်းလာတဲ့အကြောင်းအလုပ်ကံရှာဖွေအေဂျင်စီတွေလည်းလေပတ်မှုကိုပါရက်ဆိုင်ခဲ့ရပါတယ်။လက်ဖက်ရည်ဆိုင်တဲ့စားတောက်ဆိုင်တွေမှာ အသက်ရှင်နှက်ကနေ18နှစ်ကြာကလေးငယ်တွေကို ဝန်ထမ်းခန့်တာကြောင့်ကလေးလုပ်သားပြဿနာလည်းပုံမဆိုးဝါးလာစေပါတယ်။ဒါကြောင့်ကလေးတွေရဲ့ပညာရေးအကျပ်တွေကိုလည်းပုံမဆိုးဝါးစွာထိခိုက်နေပါပြီ။ တချိန်ထဲမှာလည်းကျွမ်းကျင်လုပ်သားတွေအစုလိုက်ပြုံလိုက်ထွက်ခွာသွားတာကစက်မုံးလုပ်ငန်းတွေအထူးသဖြင့်ဗန်လုပ်ငန်းနဲ့နေပညာလုပ်ငန်းတွေမှာအခက်အခဲတွေရှိလာပါတယ်။ရွှေပြောင်းလုပ်သားနဲ့ပြပရောက်လုပ်သားတွေကမိသားစုစင်ငွေလွှဲတာကပြည်တွင်းစီးပွားရေးကိုတစိုက်တစ်ပိုင်းထောက်ပံ့ပေးပေမဲ့လူဆောင်အားအရင်းအမြစ်တွေအမြောက်အများဆုံးချုံတာကနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေခဲ့ပါတယ်။2020ပြည်နှစ်ကစပြီးမြန်မာနိုင်ငံရဲ့ပြည်တွင်းအထက်တင်ထုတ်လုပ်မှု GDP ဟာ 900ခန်းတုန်းကနေ700ခန်းတုန်းအထိကျဆင်းသွားပါတယ်။မြန်မာလူစံအရင်အမြင့်အကျပ်တည်းရဲ့နောက်ထပ်အကြောင်းရင်းကတော့အကြမ်းမဖက်အာဏာဖိစံရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့စစ်ဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကိုခန့်အပ်ထားအကြောင်းမန္တလေးမြို့ကဆေးရုံ9ခုကိုပိတ်ပစ်ဖို့စစ်တပ်ကအမိန့်ပေးခဲ့တာပါ။ပြီးတော့2024ခုနှစ်မတ်လမှာမော်လမြိုင်ကဆေးရုံတင်ယုံဟာ3လကြာလုပ်ငန်းလေပတ်မှုကိုရပ်ဆိုင်ခဲ့ရတာပါ။2020ခုနှစ်မှာကိုဗစ် -19 ကပ်ရောဂါကြောင့် လူပေါင်းများစွာတည်ဆုံခဲ့ရကြောင်းထွက်ပြေးတိမ်းရှောင်နေရာကနေပြန်လာပြီးစစ်ကူတပေးခဲ့တဲ့စီဒီအန်ဆရာဝန်တွေကိုစစ်တကဖမ်းဆီးခဲ့ပါတယ်။ဒါကြောင့်ဆက်အနာတိမ်းပြီးနောက်မှာမြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးအရေးအတွက်ဟာတိတိတတ်တာကြဆင်ခဲ့ပါတယ်။ပညာရေးနေပင်မှာလည်းစစ်တဲဟာစီဒီအန်ဆရာဆရာမတွေအစားအရေးရှင်းမပြည့်နေမိနဲ့ဆရာဆရာမတွေကိုအစားထိုးလိုက်ပါတယ်။ခုခံတော်လှန်ရေးအဖွဲ့တွေကကြောင်းတွေဖွင့်လှစ်ပြီး ပညာရေးအရည်အသွေးကိုဖြစ်စေပေးနေပေမဲ့ဒီကြောင်းတွေကိုစစ်တကအဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေပါရယ်စစ်တပ်ရဲ့အင်တာနက်ဆက်သွယ်မှုကန့်သတ်တာနဲ့လဲစမင်းဖြတ်တောက်တာကတော်လိုင်းအဖွဲ့ရဲ့ပညာရေးအတွက်ကြိုးပမ်းမှုကိုပုံမိုခက်ခဲစေပါရယ်လွန်ခဲ့၄နှစ်တာကာလအတွင်းနိုင်ငံရေးမတည်ငြိမ်မှုနဲ့ပြည်တွင်းစစ်ဖြစ်ပွားတာကြောင့်မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာရပ်တန့်သွားခဲ့ပါရယ်အနာသိမ်းမြန်အောင်လူဆောင်အရင်မြတ်အချက်တွေကစစ်ရေးကိုတာဦးစားပေးတဲ့အုပ်ချုပ်ရေးမူအရာတွေ စစ်တပ်ရဲ့အတင်းအနမစစ်သားဆူဆောင်းမှုစာတင်ကြောင်းတွေကိုရဲရဲစက်စက်ဘုံကျဲတက်ခတ်မှုနဲ့စီးပွားရေးကဏ္ဍကဝန်ထမ်းတွေကိုစစ်ရင်မှအတုံးချမှုတွေကြောင့်ပဲဖြစ်ပါတယ်စစ်တပ်ဟာစီဒီအမ်မှာပါဝင်သူတွေကိုဘယ်လောက်မှမှမရှိစေချင်တာကြောင့်ပညာရေးနဲ့ကျန်းမာရေးလိုအရေးပါတဲ့လုပ်ငန်းတွေကိုထိခိုက်စေခဲ့ပါတယ်2010ခုနှစ်မှာပြည်ပရောက်ကျွမ်းကျင်ပညာရှင်တွေကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်နေရပြန်လာခဲ့ကြပါတယ်ဒါပေမဲ့2020ခုနှစ်နောက်ပိုင်းမှာအရှုပ်ပညာရှင်နဲ့ကျွမ်းကျင်သူတွေဟာ စစ်တပ်ရဲ့စိတ်ဒုက္ခပင်မှုတွေကြောင့်ပြန်လည်ထွက်ခွာခဲ့ကြပါတယ်စစ်တပ်ဟာအခြားအရာတွေထက်စစ်ရေးအောင်မြင်မှုတွေကိုပဲဆက်ဦးစားပေးနေမယ်ဆိုရင်လူ့ဆောင်အားအရင်အမြတ်အကျက်တဲကမြန်မာနိုင်ငံရဲ့အနာဂတ်ကိုနောင်နှစ်ပေါင်းများစွာထိထိခိုက်စေမှာဖြစ်ပါကြောင်းတင်ပြထားပါတယ်ကျွန်တော်တင်ပြနေတဲ့နိုင်ငံတကာမီဒီယာအထက်ကမြန်မာဆိုတဲ့အစီအစဉ်ကနိုင်ငံတကာမှာကျွမ်းကျင်သူတွေကတုံ့တက်တင်ပြထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ